င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်တော်မြို့ကစစ်ကောင်စီရဲ့နှက်ကကလေးနဲ့ကိုကနေစုတ်ခွာထွက်ပြေးလာတဲ့ရဲတွေနဲ့မိသားစုဝင်တွေကိုစစ်တပ်ကန့်ထိုးရင်ရင်ကမကယ်ဆယ်ပဲတနက်နဲ့ပြစ်ခတ်မှုကြောင့်ရဲတွေနဲ့မိသားစုတွေရဲ့ဆက်လီတိတ်မောက်သွားပြီးမြို့သမီးနဲ့ကလေးတွေပါရင်နစ်ပျောက်ဆုံးနေတယ်လို့နေကြားဆောင်ရဲကိုယ်တိုင်ဗီဒီယိုနဲ့တကွရိုက်ပြီးပြောထားပါတယ်အကြမ်းဖက်စစ်ကောင်စီက မုံမမြုံမှာရှိတဲ့ TNL တက်စခန်းကိုလေရင်နဲ့ဘုံကျဲဓာတ်တွေလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် TNL ရဲဘော်တွေဒဏ်ရာရထားပြီးစစ်ကောင်စီကတရုတ်ဂျာဝင်ညှိနှိုင်းပေးထားတဲ့ဟိုင်ကင်အပြစ်ရဲ့ရဲသဘောတူညီချက်ကိုတောက်လျှောက်ချိုးဖောက်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့ကစစ်ကောင်စီရဲ့နှခခလေးနဲ့နှခခကိုးကနေစောက်ခွာထွက်ပြေးလာတဲ့ရဲတွေနဲ့မိသားစုဝင်တွေကိုစစ်တကန်းထိုးရင်ရင်ကမကယ်ဆယ်ပဲ တနက်နဲ့ပြစ်ခတ်မှုကြောင့်ရဲတွေနဲ့မိသားစုတွေရဲ့ဆက်လီတိတ်မှောက်သွားပြီးအမျိုးသမီးနဲ့ကလေးငယ်တွေရင်နှစ်ပျောက်ဆုံးနေတယ်လို့နေပြည်တော်မှာနေတဲ့နေကြဆောင်ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ဆွေမျိုးတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာအရကတတော်အေအေကနေကြဆောင်ရဲတပ်ဖွဲ့စခန်းနက္ခခတက်ရင်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေရမှာနက္ခခ၄နဲ့နက္ခခ၉ကရဲတွေနဲ့မိသားစုတွေဟာစစ်ကောင်စီရဲ့အထက်ပိုင်းကစုတ်ခွာဖို့အမိန်ကြက်လာတဲ့အတွက်စုတ်ခွာခဲ့ကြတယ်ဆိုပါတယ်။ အဲ့ဒီလိုဆုတ်ခွာလာတဲ့ရဲတွေနဲ့မိသားစုဝင်တွေကိုစစ်ကောင်စီတပ်ကကန့်ထိုးရရင်နဲ့ကယ်ဆယ်ဖို့ဆိုပြီးရောက်လာပြီမဲ့ရဲတပ်ဖွဲ့ဝင်တွေမိသားစုတွေခလင်းငယ်တွေအမျိုးသမီးတွေပါတဲ့ဆက်လီနှစ်စီးကိုအကန့်မခံပဲတနက်နဲ့ပစ်ခတ်ခဲ့တဲ့အတွက်ဆက်လီပါတိမ်မောက်သွားပြီးရဲမိသားစုဝင်အမျိုးသမီးတွေနဲ့ခလင်းငယ်တွေပါရေနှစ်ပျောက်ဆုံးတာတွေကန်းချီမှာတတိမိတ်နေတာတွေဖြစ်ပေါ်ခဲ့တဲ့အကြောင်းကိုနေကြဆောင်ရဲကိုယ်တိုင်ဗီဒီယိုနဲ့တကွတက်တေရိုက်ထားပြီးပြောဆိုထားတယ်လို့ နေပြည်တော်မှာနေတဲ့နေကြဆောင်ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ဆွေမျိုးတွေကရန်ကုန်ခေတ်တကိုပြောထားပါတယ်။အဲ့ဒီဖြစ်စဉ်ဟာဇွန်လ9ရက်နေ့ကဖြစ်သွားတယ်လို့လည်းပြောထားပြီးဗီဒီယိုဖိုင်ကိုနေကြဆောင်ရဲကိုတိုင်ရိုက်ကူးထားတာဖြစ်တယ်လို့စစ်ကောင်စီရဲ့ကန်ထိုးစစ်ရေရင်ကသူတို့လူချင်းချင်းမကယ်တင်ပဲဆက်လီပေါ်ကနေပြစ်ခတ်မှုကြောင့်ရဲတပ်ဖွဲ့ဝင်တဲ့မိသားစုဝင်တွေဟာတောင်မြင်ပေါ်မှာလှေမှောက်ရေနစ်ပြီးအသက်လူနေရတဲ့မြင်ကွင်းတွေကိုလည်းမြင်တွေ့ရပါတယ်။အဲ့ဒီလိုစစ်ကောင်စီရဲ့ကန်ထိုးစစ်ရေရင်က နေကြောင်ရဲတပ်ဖွဲ့ဝင်တွေမိသားစုတွေနဲ့ကလေးတွေပါလာတဲ့ဆက်လေးကိုမကယ်ဆယ်ပဲပစ်ခတ်မှုကြောင့်နေကြောင်ရဲတွေရဲ့မိသားစုဆွေမျိုးတွေကလူမှုကွန်ရက်မှာဒေါသတကြီးနဲ့တုံ့ပြန်ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ်ခင်ဗျတဖက်မှာလည်းရခိုင်ပြည်နယ်ကနေအရခတ်တတော် AA ရဲ့တိုက်ခိုက်မှုတွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်134ဦးကိုဘင်္ဂလားဒေ့ရှ်အစိုးရကမနစ်ကဘဲသင်းမောနဲ့ပြန်ပို့လိုက်ပြီး စစ်ကောင်စီကလည်းမြန်မာအကျဉ်းတောင်တွေမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်အကျဉ်းသား45ဦးကိုပြန်ပို့ပေးခဲ့ရတယ်လို့ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေရသိရပါတယ်။ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲဘင်္ဂလားဒေ့ရှ်ကိုထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်134ဦးကိုဘင်္ဂလားဒေ့ရှ်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကမြန်မာနိုင်ငံကနေလာခေါ်တဲ့ရေတပ်တင်မောနဲ့ပြန်လည်ပို့ပေးလိုက်တယ်ဆိုပါတယ်။မြန်မာစစ်ကောင်စီဘက်ကလည်းမြန်မာအကျဉ်းတောင်တွေမှာဖမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား45ဦးကိုနှစ်ဖက်ညှိနှိုင်းမှုအရာ ဘင်္ဂလားဒေ့ရှ်ဘက်အချံပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအာရခတပ်တော် AA ရဲ့စခန်းသိမ်းမြို့သိမ်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုမကြာခဏဆိုသလိုအတုတ်လိုက်အတုတ်လိုက်ထွက်ပြေးနေကြပြီ။ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအဲ့ဒီလိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမကြာခဏဆိုသလိုပဲပြန်ပို့ပေးနေရတယ်လို့သိရပါတယ်ခင်ဗျ။တဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောင်ပိုင်းမိုးမိတ်မြို့မှာရှိတဲ့ DNL တပ်စခန်းကိုလေရင်နဲ့ပုံကျင်းမှုတွေလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် DNL ရဲဘော်တွေဒဏ်ရာရထားပြီးစစ်ကောင်စီကတရုတ်ကြားဝင်ညှိနှိုင်းပိတ်ထားတဲ့ဟိုင်ကင်အပြစ်ရဲရေးသဘောတူညီချက်ကိုတောက်လျှောက်ချိုးဖောက်နေတယ်လို့ DNL ကသတင်းထုတ်ပြန်ထားပါတယ်တရုတ်နိုင်ငံကကြားဝင်စစ်ဆက်ညှိနှိုင်းပိတ်ထားတဲ့ဟိုင်ကင်အပြစ်အခက်ရဲစဲရေးသဘောတူညီချက်ကိုချိုးဖောက်ပြီးစစ်ကောင်စီက DNL ထိန်းချုပ်ထားရမြို့နယ်တွေကိုမကြာခဏဆုတ်လို့လေရင်နဲ့ဘုံကျဲတာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေတောက်လျှောက်လုပ်နေပြီ ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်မုံမိတ်မြို့နယ်ကမန်ပိန်ကျေးရွာနီးမှာရှိတဲ့ TNL တပ်စခန်းကိုစစ်ကောင်စီတပ်ကလင်းရင်နဲ့ပေါင်900ဘုံးကိုကျဲချခဲ့တဲ့အပြင်လက်နက်ကြီးနဲ့ပါပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုပစ်ခတ်မှုတွေအတွင်း TNL ရဲဘော်တွေထိခိုက်ဒဏ်ရာရထားကြတဲ့အပြင်စစ်ကောင်စီဟာအခုဇွန်လအစ10ရက်နေ့ကနေမနေ့က9ရက်နေ့အထိ TNL တပ်စခန်းတွေရှိရာဘက်တွေကိုလက်နက်ကြီးနဲ့စဲချိန်ထက်မနည်းပစ်ခတ်ခဲ့ပြီးတရုတ်ကဂျာဝင်ညှိနှိုင်းပေးထားတဲ့အပြစ်ရရေးဟိုင်ဂင်သဘောတူညီချက်ကို တောက်လျှောက်ချိုးဖောက်နေတယ်လို့တရားနယ်လေးကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာဒီတခါပဲခူးတိုင်းဘက်မှာတော့ကဝမြို့နယ်ကညောင်မင်းသားခြေရွာမှာစစ်မှုထမ်းဖို့အတင်းအကျပ်လူသစ်စုဆောင်းမှုတွေကြောင့်ရွာကလူငယ်အမျိုးသားတွေဟာထွက်ပြေးတိမ်းရှောင်ကုန်ကြတဲ့အတွက်တပ်သားတွေစုဆောင်းမရတော့ခြေရွာအုပ်ချုပ်ရေးမှူးကျော်စိုးပါထွက်ပြေးသွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အင်ဂျင်တထောင်နီးပါးရှိတဲ့ကဝမြို့နယ်ကညောင်မင်းသားခြေရွာမှာ အကြပ်ပစစ်တပ်ကလူငယ်တွေကိုဖမ်းဆီးပြီးစစ်သားတစ်စုဆောင်ဓာတ်တွေကိုတောက်လျှောက်လုပ်နေတဲ့အတွက်ဂျေရွာတွေကအမျိုးသားတွေဟာထွက်ပြေးတိမ်းရှောင်ကုန်ကြပြီးဂျေရွာတွေမှာတက်ကြီးပိုင်းအရွယ်အမျိုးသားတွေသာကျန်တော့တယ်ဆိုပါတယ်အဲ့ဒီမှာအကြပ်ပစစ်တပ်ကဂျေရွာအုပ်ချုပ်ရေးမှုကျော်စိုးဆိုသူကိုအနီးနားကရွာတွေကနေတက်သားတစ်စုဆောင်ပေးဖို့နဲ့ငွေကြေးကောက်ခံပေးဖို့အတင်းကျပ်ဖိအားပေးလာတဲ့အတွက်တက်သားတစ်စုဆောင်လို့မရတော့တဲ့ဂျေရွာအုပ်ချုပ်ရေးမှုကျော်စိုးဆိုသူပါထွက်ပြေးတိမ်းရှောင်သွားပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ် လက်ရှိမှာညောင်မင်းသားခြေရွာအုပ်ချုပ်ရေးမှုထွက်ပြေးသွားတဲ့အတွက်အကြံဖက်စစ်တပ်ကခြေရွာဖုံးကြီးကျောင်းပါလာရောက်တက်ဆွဲထားပြီးရွာထဲမှာလူငယ်တွေမရှိရင်အသက်60နဲ့အထက်အရွယ်တွေကိုပါစစ်မှုထမ်းဖို့ခေါ်သွားမယ်လို့ပြောနေတဲ့အတွက်တက်ကြီးပိုင်းအမျိုးသားတွေပါထပ်မံထွက်ပြေးရမယ်အခြေအနေဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကစုပြုံးခြေရွာကိုအကြံဖက်စစ်တပ်ကမနေ့ကညပိုင်းမှာပဲမိရှုဖျက်ဆီးလိုက်ပြီး မိငိမ့်တပ်ဖို့ခြေရွာကိုရောက်လာတဲ့ရွာသား၃ဦးကိုပါအကြံဖတ်စစ်တပ်ကတပ်ဖြတ်လိုက်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြံဖတ်စစ်တပ်ကကပွားမြို့နယ်မှာရှိတဲ့ဇူပြုကုန်းခြေရွာကိုရောက်လာပြီးတရွာလုံးကိုမိရှုဖျက်ဆီးလိုက်တယ်ဆိုပါတယ်။အဲ့ဒီချိန်ခြေရွာတွေကနေအိမ်တွေအများပြမိလောင်နေတဲ့အတွက်မိငိမ့်တပ်ဖို့ဆိုပြီးခြေရွာတွေကိုရောက်လာတဲ့ရွာသား၃ဦးကိုစစ်ကောင်စီတပ်သားတွေကဖမ်းဆီးတပ်ဖြတ်လိုက်ပြီးအလောင်းတွေကိုပါမိရှုသွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ